မလ28ရက်နေ့မိုးလဲ12မိနစ်50ခန်းကလှုပ်ခတ်ခဲ့တဲ့ Restars ကခနစ်တက်သမခနစ်အဆင့်ရှိတဲ့အင်အားပြင်းငလင်ကြောင့်တန်ကူမြို့မှာရှိတဲ့ဝေလူဝံကျောင်းပြိုကျပြီးစစ်ပင်းဆောင်ကလေးငါဦးတေဆုံးကကိုရင်တပားပြန်လုံနှမှုခဲ့တယ်လို့ Save the Trade လူမှုကွန်ရက်အသင်းတာဝန်ရှိသူတို့ကပြောပါရယ်ငလင်ကြောင့်အစိုးရကျောင်းမှာရှိတဲ့စစ်ပင်းဆောင်ကလေး20ကျော်ပိတ်မိခဲ့တဲ့အတွက်ပရဟိတအသင်းတွေက ရှာဖွေရအခုလိုကလေးငယ်တွေတေဆုံးခဲ့တာကိုတွေ့ရှိခဲ့တာဖြစ်ပါရယ် ပိမိတဲ့ကလေး20တဲကကလေး9ယောက်နဲ့ကိုရင်တပားကိုတေဆုံးလျက်တွေ့ရတယ်။ပြိုကျတဲ့နေရာတွေကိုတော့အကုန်လုံးကိုရှာပြီးသွားပြီးထက်တော့မတွေ့သေးဘူး။ထိခိုက်တေဆုံးတာကတော့ခုနပြောတဲ့စင်ရင်ပဲရှိသေးတယ်။ရှာရာကတော့ကုန်တလောက်ရှိသွားပြီးကျန်တဲ့ကလေးတွေကတခြားနေရာတွေများရောက်နေလားမသိဘူးလို့ Save the Tree လူမှုကွန်ရက်ရဲ့အသင်းကတာဝန်ရှိသူတဦးကပြောပါရယ်။ဒါပြင်ကလင်းကြောင့်တန်ကွေမြို့ရဲမှာရှိတဲ့နေရာတချို့မှာလူနေအိမ်တွေပြိုကျပျက်စီးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိမှုတွေနဲ့ပတ်သက်ပြီးအသေးစိတ်မသိရှိရသေးတာဖြစ်ပါရယ်။